မြန်မာနဝတ်ချင်တဲ့ကိုအစစ်တဆိုင်အားပေးနာစေနေကြတော့ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ယဇလာကောင်းလေးတို့ကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပြည်သက်များနားဆင်ရမယ့်ဇလန်းလေးကစာရေးဆရာစောဟန်ထူးအောင်လေသွေးချိုရေးသားထားတဲ့စကပါလာဇလန်းအပိုင်း83ကိုပြည်သက်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။မအောင်မင်းမတားတော့ဘူးလား။ လူငယ်ဝိစာဥကငုံမေးလိုက်တယ်။တားလို့မရဘူး။တားလို့မရတော့ဘူး။ဒီကောင်လေးပေါက်မြောက်ဖို့တိတ်မလို့တော့တာ။မိမကြောက်လမ်းရိုးပြတ်သွားရတယ်လို့ငါရင်နာလိုက်တာကွာ။ဥအောင်ရဲ့မျက်ဝန်းတွေကဝမ်းနဲ့မှုအငွေ့သက်တွေအထင်းသားပေါ်နေပြီ။မိမိမတက်နိုင်တဲ့အရာကိုလက်လွတ်လို့ရကျစ်နေရသလို။တက်ပြင်းကိုလည်းမသိမသာချလိုက်လိမ့်တယ်။ဆရာကြီးကိုဘယ်လိုပြန်လျှောက်မလဲ။တို့မတက်နိုင်ဘူးလို့ပဲလျှောက်ရတော့မှာပေါ့။ မောင်ပွားတာရှိနေသေးတားလို့ရကောင်ရလောက်သေးတယ်။ဦးအောင်တို့စကားပြောဆိုနေတဲ့အချိန်မှာပဲဝိဖြူဝှက်ထားတဲ့လူကြီးတယောက်ဦးအောင်တို့ရဲ့အနားစီကိုလမ်းလျှောက်လို့ရောက်လာပြီးထွက်ခွာသွားတဲ့ဟန်လွေရဲ့ကြောပြင်ကိုကြည့်လိုက်တာဒီလူငယ်စိတ်ပြတ်သားလိုက်တာမှအောင်ဆိုလို့အံ့ဩတဲ့အမူအရာနဲ့ဦးအောင်ကိုပြောလိုက်လေတယ်။အဲဒီကဝိဖြူလူကြီးရဲ့စကားကြောင့်လူငယ်ဝက်စာကခေါင်းကိုညှိပ်ပြီးဆရာအောင်အခုပြောတဲ့အတိုင်းပဲဒီကောင်လေးကစိတ်ပြတ်သားပြီး ပြန်မပြောနမထောင်တဲ့ဇယိုက်ရှိတယ်။ဆရာအောင်ရဲ့ညီဖြစ်တဲ့ဟောရီယာမောင်အောင်မှတုံ့အောင်နားချလို့မရအောင်။ဦးအောင်ရဲ့အကိုဖြစ်သူဝစ်ဖြူဝစ်ထားတဲ့လူကြီးကညီဖြစ်သူရဲ့ပခုံးကိုခပ်ဖဖပုတ်ပြီးလောကကြီးကသူ့တဘာဝနဲ့သူဖြစ်တည်လဲပတ်နေကြတာ။ဒီအကြောင်းငါထက်မင်းရောပိုသိမှာပါညီငယ်။ဦးအောင်ကအကိုဖြစ်သူရဲ့စကားကိုခေါင်းညှိပြရင်အနောက်စီခြာကနေလှဲ့လို့ထွက်ခွာသွားလိမ့်တယ်။ အဲဒီနောက်လက်ဖြောက်တစ်ချက်တီးလိုက်တဲ့အခါအိမ်နဲ့ချက်စီယိုးတွေကချက်ချင်းပဲပျောက်ကွယ်ပြီးတောကြုံတွေအဖြစ်ယုတ်ချီးပြောင်းလဲသွားခဲ့တယ်။ဦးအောင်လည်းနောက်ထပ်ခြေလက်သုံးလက်လောက်လှလိုက်တာနဲ့ရှေးစာရအတီးဖြစ်လို့အရေးတောင်မကြံခန္ဓာကိုယ်တစ်ခုလုံးဖြောက်ခနဲ့ပျောက်ကွယ်သွားခဲ့တယ်။ငါညီကငါထက်တောင်ပါရမီကြီးတယ်။သူကအထက်တဲအဆင့်ဟောတော့ပေါက်မြောက်နေပြီ။ငါကတော့အာယုသိတိပေါက်နေလို့သာအသက်ရှင်နေတာ ဒီတသက်ဒီခန္ဓာနဲ့တို့မမီနိုင်တော့ဘူးဆရာအောင်ရဲ့စကားကိုလူငယ်ဝိဇာကနားဆိုင်ပြီးလူချင်းတူဝိမဲ့ကံချင်းညံချင်းပါရမီချင်းမတူဘူးဆရာအောင်သူတက်တဲ့ပညာတိုင်းကိုမတက်နိုင်တယ်လို့ကိုတက်တာကိုလည်း तू ကတက်ချင်မှတက်မြောက်မှာလူငယ်ရဲ့ဝိဇာရဲ့စကားကိုဆရာအောင်ကလေးနဲ့စွာတွေးခေါ်လို့ခေါင်းကအသာငြိမ်းပြလိုက်တယ်ဒါနဲ့ငါစနေသားကောင်လေးရဲ့ခန္ဓာမှာအစစ်မြစ်တဲ့တမျိုးတွေ့မိတယ် တန်ခွနဲ့စိတ်တက်မဟုတ်ဘူး။မင်းနည်းနည်းပါးပါးစုံစမ်းလာအောင်။ကြည့်ရတာငါ့ညီမအောင်တို့ပညာနဲ့အနယ်တူလောက်တယ်။ဆရာအောင်ရဲ့စကားကြောင့်လူငယ်ဝိဇ္ဇာဟာအံ့ဩပြီးမျက်မှောင်ကျုပ်လိုက်မိတယ်။ဆရာအောင်နဲ့ဟန်လွင်တို့ထွက်ခွာသွားတာကိုတစ်ချက်ကြည့်ပြီးတော့လာရလန်အတိုင်းပြန်လှည့်နေတော့တယ်။ဟန်လွင်တို့ရွှေချိုးတောင်ကိုဒုတိယအကြိမ်တက်လာတဲ့အခါရခိုင်အချင်းရထက်တာကိုပို့လို့ဒိဋ္ဌိထားပြီးတက်လာခဲ့တယ်။ငကဘက်အစီရင်နေရာကိုပြေရောက်တဲ့အခါမှာတော့ ဟလွေရပဝင်းကျင်ကိုအကဲခတ်ကြည့်လိုက်လေတယ်။မောင်ထွေတို့အရင်တစ်ချိန်ကဖြက်စီးခဲ့တဲ့အစင်ကငကိုအတိုင်းပြက်ဖြစ်နေပါလား။ဗျာဒါဆိုကျွတ်တို့ဘယ်လိုလုပ်ရမလဲဆရာ။ကြည့်ရတာဒီတောင်မှာပုံနေတဲ့အောင်လန်းကောင်တွေတယောက်တည်းမနဲ့ရှိလောက်တယ်ထင်တယ်။ဒီအစင်ပိုင်ရှင်ကတခြားတယောက်ပဲ။ငါတို့ဟိုညတော့တိုက်တဲ့လူကလေအခုငကပက်အစင်ပိုင်ရှင်မဟုတ်တော့ဘူး။တခြားကောင်ဖြစ်လောက်တယ်။ ။အလွေရယခုတစ်ချိန်ငကဘက်အစီအစီရရယူလာတဲ့ဓလုံးကိုယူပြီးတော့အစင်ရဲ့မူလနေရာဖြစ်တဲ့မြေရင်းထဲစီကိုခလန်းလန်းကနေလှမ်းပစ်ထည့်လိုက်တယ်။ထူဆန်းစွာနဲ့ပဲဓလုံးကမြေရင်းထဲရောက်တာနဲ့တူအူအာနှံ့ယူသွားတဲ့အလားပြောက်ခွက်သွားခဲ့တယ်။ဟောပြောက်သွားပြီ။ဟန်လွေရပြောရင်းဆိုရင်ပဝေးချင်းကိုထက်မဲ့အကဲခတ်လိုက်ပြန်တယ်။ဆရာဟောမမွေးမောင်ထွေးရဆရာဖြစ်သူကိုအလန့်တကြားပြောလိုက်တယ်။ငါပေါ့ငွေပဲ တတိထားမယူတော့ဘူးဟာလင်းတို့အခြေခြေတတိပေးနေတဲ့အချိန်ငါပုတ်မူရခေါင်းထောင်လို့ဂရင်းကိုဟားလိုက်တယ်ဟာဆရာဒလုံးကငွေပစက်တွေရောက်နေတာဗျဒီမြုံကြီးကဟာလင်းချက်ချင်းမဲ့သဘောပေါက်ပြီးငွေရှိရစီအမြတ်တိုးကပ်သွားလိုက်တယ်ဒီခါငွေကြီးကအနောက်ကိုခြောက်နဲ့လှဲ့လို့တောချုံတွေကိုပြုံးသွားခဲ့တယ်။မောက်တဲ့လိုက်လိုက်မြှောင်လိုက်။ငွေကြီးထွက်ပြေးရနောက်ကိုဟာလွင်တို့ဆရာတပည့်နှစ်ယောက်အပြည့်တစ်ပိုင်းနဲ့မြှောင်ပြေးလိုက်ကြလိမ့်လေ အတန်ကြာတဲ့အထိငွေရမရတဲ့အတွက်လမ်းနေသူဆရာတပည့်နှစ်ယောက်ကမခံနိုင်တော့ပဲမောလာခဲ့တယ်။ဆရာကျုပ်တို့ရလာရအောင်ငွေရခံဝဝဲကိုရောက်သွားပြီဗျ။ဆရာဖြစ်သူရဲ့စကားကြောင့်ဟန်လွေပြင်းနေရကနေရက်ပြီးနှားလိုက်တယ်။ရင်မုတ်ကိုဖိလို့ဟော်ဟဲဆက်နေသူဆရာကိုကြည့်ပြီးမောက်ထေးပြုံးလိုက်မိတယ်။ဆရာအခုမှကျမ်းမာရေးပြက်ကောင်းကစားပဲရှိသေးတာ။ကျုပ်တို့နားရအောင်ဗျ။ဟန်လွေကခေါင်းကိုအသာညှင်းလို့ တစ်ပေချင်းရင်အောက်တစ်ခုမှာဝင်ထိုင်မှုပြင်လိုက်တယ်။ဒီခါခဝဝဲကိုရောက်သွားတဲ့ငါပုတ်မွေကဟလွင်တို့စီပြောင်းလာခဲ့တယ်။မောင်ထွေကြည့်ရတာငါတို့နားရမဲ့ပုံမပေါ့ဘူး။ခမငါတို့ကိုစိုက်ကြည့်နေတယ်။ဟလွင်ရဲ့စကားအဆုံးမှာတော့မွေကနောက်ထပ်တစ်ချိန်ထွက်ပြေးသွားပြန်တယ်။ဟလွင်တို့လည်းမွေနောက်ကိုအမိပြေးလိုက်လာခဲ့တာ။မကြခင်တစ်ပေအုပ်ဆန်းဆန်းရှိတဲ့နေရာတစ်ခုကိုရောက်သွားခဲ့တယ်။မွေကတစ်ပေချင်းမှာရှိတဲ့တွေးတစ်ခုတည်းစီကိုပြေးဝင်သွားတာကြောင့် ဟန်လွင်းတို့ဆက်ပြီးမလိုက်တော့ပဲရက်လိုက်ကြတယ်။ကဲမောင်ထွေးဒိုးရောက်ပြီ။ဆရာဖြစ်သူရဲ့စကားကြောင့်မောင်ထွေးဟာဘေးပတ်ဝန်းကျင်တခွင်စီလှက်ပတ်ကအကဲခဲကြည့်ရှုလိုက်လေတယ်။ဆရာကျွတ်တို့ရောက်တဲ့နေရာတခြားနေရာနဲ့မတူပါလား။ဘလို့မတူရလဲမောင်ထွေးပြောစမ်းမအောင်။မောင်ထွေးကဒူးတစ်ဖက်ထောက်ပြီးမြို့ကိုလက်ချောင်းနေနဲ့တက်ယူလိုက်တယ်။ဒီနေရာတက်တဲ့တွင်အော့အော်ဆန်းဆန်းနဲ့စိမ့်ဆိုပြီးတော့ပဝင်းကျင်ကလည်းဆွတ်ဆွနေတယ်ဆရာ။ ဒါပေမဲ့မြေသားကနေပူပြင်းတဲ့နေရာမြေသားလိုမျိုးတာမန်ထက်ကို၆ကတ်နေတယ်။ရုတ်တိမတက်ဘူးဗျ။ဟာဆရာတက်ပင်ဘွားတက်ကောင်းမှရေတည်နေတာရှိတယ်ဆရာ။တက်ပင်အောက်မှာတော့မြေသားကစိုးနေတယ်။ဒါပေမဲ့တက်ပင်အောက်ကမြေရင်းက၆ကတ်နေပြန်တယ်။ဒီလိုထိုးဆက်တဲ့မြေမျိုးတစ်ခါမှမမြင်ဘူး။ဟာလေတယောက်တပည့်ဖြစ်သူပြောဆိုသမျှကိုနားထောင်ပြီးအနေငယ်ပြောင်းလိုက်မိတယ်။လွယ်ထဲကအစ်စ်ယူလာတဲ့ချိန်မှကြို့ထုံးဖွဲ့မမ်းမို့လို့ အောက်ကိုပြစ်ချလိုက်တဲ့အခါခြေထုံးကအသက်ဝင်နေသလိုတဆက်ဆက်လှုပ်သွားတာကိုမောင်ထွေးအထင်းသားမြင်လိုက်ရပါတယ်။ဟာဆရာကျိုးလုံးနေတယ်။အေးတေချာကြည့်ဆက်ပြီးထူးကြအောင်ပါ။ဟန်လွေစကားဆုံးတာနဲ့ကျိုးထုံးကဆေးဆက်ကြတဲ့ပကြီးလို တဖြည်းဖြည်းမဲမောင်လာပြီးမြေပြင်မှာတဖြက်ဖြက်လူးနေတော့တယ်။ဟာဆရာမွေးဟုတ်ကြီးပြ။မျက်စိတမဲအတွင်းကျိုးထုံးကမဲပြောင်နေတဲ့မွေးဟုတ်အဖြစ်ကိုပြောင်းလဲသွားတဲ့အတွက် မောင်တွေးအလွန်မဲ့အံ့ဩသွားမိတယ်။ဟန်လူရအရာအားလုံးသဘောပေါက်နေတယ်လို့ခေါင်းကိုအသာညှင်းလို့စောင့်ကြည့်နေတယ်။မောင်ထွေးမင်းမှတ်တာ။ဒါထုံနှင်းကြီးပဲ။ဗျာထုံနှင်းကြီးလားဗျ။ဟုတ်တယ်။အဝိဇ္ဇာရဲ့ရုပ်ပြားထုံပဲ။ထုံဆိုတာအမျိုးမျိုးရှိတယ်။အသက်ထုံလည်းရှိတယ်အစစ်ထုံလည်းရှိတယ်။အခုကရုပ်ပြားထုံ။မင်းဟိုမှာကြည့်လိုက်။ဟန်လူရတပည့်ဖြစ်သူအဲ့ဒီပတ်ဝန်းကျင်အရက်လေးမျက်နှာစီလက်ညှိုးထိုးပြပြီးတော့ ။တက်ပင်တွေကိုကြည့်လိုက်။ငွေအကြီးကုန်နေမတူဘူးလား။ဟာခောက်သားပဲဆရာ။ငမန်းတော်မမရင်တော့ဒီပုတ်ကွာမြေရင်းနဲ့မြေထုံအောင်နေတာ။နဂါတော်ဝင်နေတာဖြစ်ပုံများတယ်။ဟန်လူရဲ့စကားကြောင့်မောင်တွေ့ဒွိဟဖြစ်သွားပြီ။ဒါဆိုကျွတ်တော့စီလာတဲ့ငွေရရော။အဲ့ဒါမြေရင်းနဲ့ပုတ်ကိုရကိုခွဲပဲ။အရင်တစ်ခေါက်ကလေးကငါတို့ကိုခေါ်ဖို့စူးစမ်းနေတာ။အခွင့်ရမရလိုက်တာနေမယ်။ တပည့်အောက်ကမြူရင်းကြီးကိုတေချာကြည့်တပည့်ဖြစ်သူဟာလွေတရိပ်ပြလိုက်တယ်။မောင်ထိပ်နောက်နောက်တော်ချင်းမြန်မဲတဲ့ရောက်လို့မြူရင်းနေတွေ့လက်မဆော့မိစေနဲ့။ပုံဝင်းကျင်ဟာဆိုထားပြီးတော့တွေ့ရချောက်ကနေအနေရှိတဲ့လက္ခဏာကထုံနှင်းနေအဖြစ်များနေတတ်တယ်။ဟုတ်ကဲ့ဆရာကြောက်မှတ်သားထားပါမယ်။ဒါဖြင့်ထုံခွဲအင်းတစ်ချက်ထုတ်ပေးစာ။မောင်ထရဆရာဖြစ်သူခိုင်းတဲ့အတိုင်းထုတ်ခွဲအင်းကိုထုတ်ယူဆရာကိုမေးလိုက်တယ်။ဆရာ ဒီထုံကိုခွဲဖို့လားအေးဟုတ်တယ်ဒါဆိုအထက်ရလို့တိတ်မပေါ့စရာဘယ်တက်နိုင်မလဲငါတို့လာခေါ်ဖို့ထောက်ရင်အထက်ရလူကအမားတခုချောက်အသက်ငယ်နေလောက်ပြီဒါပေမဲ့ကိုခွဲလွတ်နိုင်သေးတယ်ဆိုတော့သူ့ပညာမခေ့ဘူးလောလောဆယ်တော့တိတ်မဲ့လူမဟုတ်သေးဘူးထင်တာပဲမင်းနောက်ကိုဆုတ်ချင်ဟန်လူရတပည့်ဖြစ်သူသတိပေးပြီးအနောက်ကိုခြေတုံးလမ်းများဆုတ်ကအင်းနိုကာရာကိုရွှတ်လိုက်တယ်အင်းဆောင်နိုးသွားတဲ့အခါမှာတော့ အင်းကိုအပေါ်စီမြှောက်ပြီးထုံနှင်းစီပြစ်ပေါက်လိုက်လေတယ်။ကျင်လောင်းတဲ့အတန်နဲ့အတူငလင်လှောက်သလိုမြေကြီးတစ်ခုလုံးလှောက်ခတ်ပြီးအနီးနောက်မှာရှိတဲ့တက်ကားတွေကမိုးချိုထိမှန်တဲ့အလားအပိုင်ပိုင်ကျုပ်ကုန်ကြတယ်။အဲ့ဒီချိန်မြေရင်းတွေကတဟားဟားရည်တန်ကြီးထွက်ပေါ်လာပြီးတော့အနီးအောင်အလင်းတန်းကြီးတစ်ခုတွေ့နေရနေထွက်ပေါ်လာခဲ့တယ်။အဲ့ဒီအလင်းတန်းကတောင်မော်စီတက်သွားတဲ့အတွက်မောက်ထွေးဆရာဖြစ်သူတောင်မော်လိုက်တက်ဖို့အကြံပေးလိုက်တယ်။ဆရာကျွတ်တို့တုံနောက်လိုက်ရအောင် မင်းကတုံနောက်လိုက်ပြီးဘာလုပ်မှလဲဟန်လွင်ကပြောရင်းဆိုရင်လက်နှစ်ဖက်ကိုပုတ်ပြီးထုံနှင်းကြီးကိုဆွဆွဆဆိုက်ကြည့်လိုက်တယ်။မကြာခင်မှာတော့အဝါရအငွေ့တွေတွင်းနေရထွက်လာတယ်။အဲ့ဒီအလင်းငွေ့တွေကဟန်လွင်ရဲ့လဝါးထဲစီတဖြည်းဖြည်းစုပုံရောက်ရှိလာပြီးနောက်လဝါးထဲမှာပဲပြောက်ွက်သွားခဲ့တယ်။မောင်ထွေးဝိဇာဒရာဓာတ်ချုပ်အေးပါတဲ့ဝစစ်ပိတ်ဘူးကိုထုတ်ပြီးအောင်။မောင်ထွေးကန်ပြီးတဲ့ဝစစ်ပိတ်ဘူးကိုဟန်လွင်ရယူဖွင့်လို့ထိတ်ကိုလဝါးနဲ့ဖြစ်ပြီးအုပ်ထားလိုက်တယ်။ ပြီးတဲ့နောက်မှာတော့အင်းချထားတဲ့အဝတ်တစ်ခုနဲ့ပြန်ပြီးဖုတ်အုပ်ထားလိုက်တယ်။တို့တောင်မတက်ရအောင်အခုလားဆရာမင်းကဘသူ့ကိုစောင့်နေသေးတာတော့တပည့်ဖြစ်သူကိုခက်ဆက်ဆက်ငောက်ရင်ဟောင်းလေးတောင်မကိုတက်လာခဲ့တယ်။ဒီဒီချိန်မှာတော့အရင်တစ်ချိန်လိုခရီးကြက်ကြခြင်းမရှိပဲတခဏအတွင်းတောင်မစီလှည့်မြစွာရောက်ရှိသွားတာကိုမောက်ထွေးသတိပြုမိလေတယ်။ဆရာဖြစ်သူဟောင်းလေးရလေအရင်အပြည့်နဲ့မျက်စိတွေလက်နေတာကိုမောက်ထွေးတွေ့ရတယ်။ လူမမာနဲ့မတူပဲအားအပြည့်ရှိနေတဲ့ပညာရှင်နဲ့ပိုပြီးတူနေတယ်။တောင်ပေါ်မှာရှိတဲ့ဇေယအိုကြီးကိုကြည့်ရင်ဟန်လွေခြေလမ်းတွေတုံငနဲ့ရက်လိုက်တယ်။ရခင်ရက်တွေကအဖြစ်ပြက်တွေကိုပြက်မြင်အောင်ပြီးတော့ဟန်လွေအနှင်းငယ်စွန့်ရင်မြှိသွားတာတော့အမှန်ပဲ။တပည့်ဖြစ်သူကိုတစ်ချက်လှည့်ကြည့်ပြီးနောက်ဟန်လွေဈေးရနာကိုထပ်မံပြီးတိုးကပ်သွားခဲ့တယ်။ဇေယပေါ်မှာဟောင်းနှဲနေတဲ့အဝတ်ကိုလွှမ်းခြုံထားတဲ့လူကြီးတစ်ယောက်ကဟန်လွေနှုတ်ကိုကြောပေးပြီးထိုင်နေတယ်။ လက်မှာစိတ်ပရီကိုကလုံးတချောက်ချောက်စိတ်လို့ညစ်သက်စွာနဲ့ထားနေတယ်။ဟာလွေရဲ့ချောင်းဟန်တဲ့ကြောင့်လူကြီးကစိတ်လက်ဆပရီကိုရက်ပြီးအနောက်ကိုလှည့်ကြည့်လိုက်တယ်။ဆရာဟန်ရောက်လာပြီလား။အရွယ်နဲ့မလိုက်အောင်နှုတ်ပြုံလို့နဲ့အတက်ကြောင့်ဟာလွေအံ့ဩမိလိမ့်တယ်။ခမရကဘသူတော့။ထာနေတဲ့လူကြီးကကိုခနာပေါ်ကဖုံမုံတွေကိုလက်နဲ့အသာခါထုတ်ပြီးတီကြီးတဲ့မျက်နှာထားနဲ့ပြန်လဲပြုံးပြလိုက်လိမ့်တယ်။ ဆရာဟာကုတ်ခဲ့တဲ့ကွေပြမရဲ့ဆရာပါ။အဲဒီလေအဲ့လူကြီးရဲ့စကားကိုပြန်လဲစဉ်းစားပြီးမှတခုခုအမှတ်ရသွားဟန်နဲ့။ဩခမရအောက်ဝိဇာကိုအောက်ဝိဇာဆိုတဲ့အတုံးတုံးကြောင့်လူကြီးကမဆူစလောက်ပြုံးပြလိုက်လေ။ကျုပ်ဝိဇာမဟုတ်ဘူးဆရာဟာ။လမိုင်းဖြစ်သွားပြီ။ဘလို့ဖြစ်လို့တော့ဟန်လေမေးတဲ့မိကိုလူကြီးကပြက်မဖြေသေးပဲအထက်ကောင်းဝင်ရဲ့စီကိုမွေးကြည့်လိုက်လေ။ကြည့်ရတာ။ ကျုပ်ဝိစာမဖြစ်နိုင်တော့ဘူးထင်တယ်။ဝမ်းနဲ့ကြေကွဲလို့တိုးညင်းတဲ့အတန်နဲ့အတူ လူကြီးကမြေပေါ်ထိုင်ချပြီးတက်ပြုံးကိုအကြိမ်ကြီးချလိုက်တယ်။ကျုပ်ဝိစာနဲ့လမ်းမီတာမှားလိုက်လိချင်းပြ။အဲ့ဒီလူကြီးစီကရံမူးတဲ့ပုံစံမတွေ့ရတဲ့အတွက်ဟန်လွင်တယောက်အဲ့ဒီလူကြီးအနားကိုတိုးကပ်သွားကကျုပ်ကိုခေါ်တာခမည်းမဟုတ်လား။ဘာကိစ္စခေါ်ရတာတုံးပြ။အရင်ရက်တွေကတော့ကိစ္စရှိလို့ခေါ်တာပေါ့။အခုတော့ ကြည့်ရတာဘာမှမထူးတော့ဘူးအသက်ရှင်ရတဲ့သူ့ကြောင့်ဖြစ်ရတာပဲကံကောင်းလာပါပြီအရင်ဖြားမရှိနားလျာခတ်တဲ့စကားတွေကြောင့်ဟန်ရီတယောက်သဘောမပေါက်နိုင်ဖြစ်သွားတယ်မြေပြင်ပေါ်ငုတ်တုတ်ထိုင်လို့မျှော်လင့်ချက်မဲ့နေသူအဲ့ဒီလူကြီးကိုအာပေနှစ်သိမ့်လို့အချောင်းဆောင်ကိုလည်းမြင်းမြဲကျင်သေးတဲ့အတွက်ဟန်ရီမြေပြင်ပေါ်ကိုထိုက်ချလိုက်တယ်ကြည့်ရတာခမည်းနဲ့ကြောအတူတူပဲထင်တယ်ဟန်ရီစီကမထင်မှတ်ပဲထွက်လာတဲ့စကားကြောင့် လူကြီးကဟန်လွင်ကိုခေါင်းဆာချေစုံအခက်ခက်ကြည့်လိုက်တယ်။ဆရာဟန်ကပါရမီထူးတဲ့သူပါ။ဘင်းမှာဝါဝဲကူညီမဲ့ပုံကိုယ်တွေလည်းများတယ်။ကျုပ်နဲ့ဘယ်တူပါမလဲ။ကျုပ်လည်းခမားလိုပဲဝင်းစားနဲ့လိုက်မိတာမှားပြီထင်တယ်။ဒီလန်းခက်ခဲလိုက်တာ။လူကြီးစီကရည်တဲ့ခက်တူတူထွက်လာတဲ့အတွက်ဟန်လွင်အဲ့ဒီလူကြီးကိုတစ်ချက်လှဲကြည့်လိုက်တယ်။ခမားကဘာကြီးရတော့ ဆရာဟာကိုညီမဲ့သူဒီလောက်များတာကိုလမ်းအခက်ခဲသေးရလားဘယ်ဟာကြောင့်ဒီအတွေးဝင်ပါတာလဲကျုပ်ဒီလိုမလာခင်ဆေးဆရာတယောက်နဲ့တွေ့ခဲ့တယ်ဘသူတဲ့တော်ဥအောင်နဲ့သူပြောတဲ့စကားကြောင့်ကျုပ်အမြင်ပွင့်လာတယ်လို့ခံစားရတယ်ကျုပ်တခါမှမတွေ့ဘူးတဲ့အတွေးတွေလည်းတွေးလာနိုင်တယ်ကျုပ်ကိုခြေဆကောင်းဆုံးစက်သိန်းတစ်ဖြန်းဖြန်းထအောင်ပြောနိုင်တာကသူပဲရှိသေးတယ်သူကြောင့်ကျုပ်ဒီအတွေးတွေးမိသွားတာပါ ဟန်လွေကဥအောင်ပြောသမျှအဆုံးမတွေကိုအဲ့ဒီလူကြီးစီကိုပြန်လဲပြောပြလိုက်တော့အဲ့ဒီလူကြီးဟာစိတ်မထိန်နိုင်တော့ပဲတရှုပ်ရှုပ်ငိုကျွလိတယ်။ကျုပ်ဗျာကန်ဆူးလိုက်တာဆရာဟန်ရဲ့ကျုပ်သားအဲ့ဒီလူကြီးနဲ့အစောကြီးကလေးကဆုံဖြစ်ခဲ့ကျုပ်ဒီလိုဘဝမျိုးဖြစ်ရမှာမဟုတ်ဘူးဆရာဟန်ကိုဆုံးမခဲ့တဲ့စကားမှားလိုက်တာဗျာကျုပ်ဘဝကျုပ်ခန္ဓာနဲ့ရင်းမီအာမခတ်ရတယ်သူ့စကားကိုနားထောင်ပါဆရာဟန် ဒီပုပ်ကွာတာမညမဟုတ်တော့ဘူးဒီဒုက္ခတွေရောခံစားခဲ့ဘူးပြီးအတိညာပွင့်သွားတဲ့ပုပ်ကဖြစ်လောက်တယ်သူ့စကားဘယ်တော့မှမပြစ်ပြလိုက်ပါနဲ့ဆရာဟာကြုံလုံးမှားသွားလိမ့်မယ်အဲ့ဒီလူကြီးကအတန်ကြာငိုကြွေးပြီးတဲ့နောက်မှာတော့ဆရာဟောပုပ်ကိုသူဆုံးမခဲ့တဲ့စကားတွေအကုန်လုံးကျုပ်ကိုပြန်ပြီးပြောပြပေးပါလားကျုပ်ဘဝမှာအတက်ပညာရပ်တွေနောက်ကိုပဲလိုက်ပြီးတော့မာမာနာနဲ့နေထိုင်လာခဲ့တာ အခုလိုအတိတရားမျိုးတစ်ခါမှမကြားခဲ့ရဘူး။ဘဲပုတ်ကိုဘဲဆရာမလည်းမဆုံးမဘူး။ကြုံနားထောင်ချင်ပါလေဆရာဟာ။ဟာလုံးတန်တန်တျောက်အတတ်ပညာတိတ်တိတွေထက်အတိပညာကိုသာငန်းငတ်တက်တောင်းဆုံနေတဲ့သူမမြင်ခဲ့ရဘူး။ယခုဒီချိန်မှသာကြုံတွေ့ဘူးတာဖြစ်ပြီးဟာလုံးရဲ့စိတ်ထဲမှာလည်းဝမ်းသာကြည်နူးမှုတစ်ခုဖြစ်ပေါ်လာခဲ့တယ်။ဒါကြောင့်ဟာလုံးလည်းဦးအောင်ပြောခဲ့သမျှမှတ်သားဝယ်တရားသဘောတွေကိုအဝိဇ္ဇာထအကုန်စေပြန်လဲပြောပြလိုက်လေတယ်။ ။ဦးအောင်ပြောခဲ့သမျှအစုံမနဲ့တရားဓမ္မတွေကိုကြားပြီးတဲ့အခါမှာတော့အဝိဇ္ဇာလူကြီးကအာရုံဝါဒဖြစ်လွန်းတဲ့အတွက်တာရုသုံးချိန်အကျယ်ကြီးခေါ်ဆိုကဟယ်လွင်ကိုလက်အုပ်ချီလို့ကြော့လိုက်တယ်။ယုတ်တည့်ရဖြစ်သွားတဲ့အခြေအနေကြောင့်ဟယ်လွင်လည်းခဏကြောင်သွားပြီးမလုံမရှက်ထိုင်နေမိတယ်။ဟာဘာလို့ကြောက်ကိုဥတိုင်းနေရတော့ဗျ။ရေစားတဲ့သူကိုရေတိုက်လို့ကျေးဇူးတင်တဲ့စိတ်မျိုးမိတဲ့ကြောက်သူကိုကဲ့ပြီးလို့ကျေးဇူးတင်တဲ့စိတ်မျိုး ရေထဲနှစ်သူ့ကိုဆက်ပြီးလို့ကျေးဇူးတင်တဲ့စိတ်မျိုးနဲ့ဥတိုက်တာပါ။ကျုပ်ဥမတိုက်ပဲမနေနိုင်တော့လို့ပါဆရာဟာ။ဟာဗျာ။ဟန်လူကြီးစကားနှလုံးသားဆုနိုင်ပြီ။တခြားဘာမှမပြောနိုင်တော့။အဝိဇ္ဇာလူကြီးကခေါင်းကိုတဆက်ဆက်ညှိပြီးနောက်တခုခုလက်ခံသဘောပေါက်သွားတဲ့နဲ့မိမိကိုယ်ကိုပြက်ကြည့်လို့လက်တွေကိုတက်ချလိုက်တယ်။ကျုပ်နေလာတာတက်တန်းကြလာပြီ။ဒီလိုအသိပညာမျိုးကျုပ်ကတာကံကောင်းလာပါလေ။ကျုပ်ဘာမှမလို့တော့ဘူး။ ကျုပ်သွားရမယ်လဲကျုပ်သိပြီအဝိဇာသူ့ရဲ့ပါဇက်ကိုဟပြီးလက်ချောင်းထိုးထဲလို့ပြက်ထုတ်လိုက်တဲ့အခါဓလုံးတလုံးကလက်ထဲပါလာတယ်အဲ့ဒီဓလုံးကိုပဲလက်နဲ့ပုတ်လိုက်တော့မကြီးစေရွယ်ရွှေရောက်ဓလုံးနှလုံးအဖြစ်ပွားသွားခဲ့တယ်ရော့ဆရာဟာဒါယူထားကျုပ်ကတော့ဒါတွေမလို့တော့ဘူးဟန်လို့ရအဝိဇာကမ်းပြီးတဲ့ဓလုံးနှလုံးကိုယူပြီးထေချာကြည့်လိုက်တယ်ဒါဘာတွေတုံးဗျဝိဇာသိ ဆရာဟန်အသက်အန္တရာယ်ကြုံလိုက်ဒီနှလုံးကိုလက်နဲ့ပုတ်ပြီးထုတ်သုံးလိုက်အသက်တကြာအပေါ်ရထားသလိုဖြစ်လိမ့်မယ်ဒီတလုံးတွေကအစာဝင်ခတ်ပေးလိမ့်မယ်ထူဆန်းတဲ့စကားကြောင့်ဟန်လွယ်ပါဆက်အဟောင်းသားဖြစ်သွားတယ်မိမိတသက်ဒါမျိုးတကားမှမကြားခဲ့ရဘူးဘူးအဝိဇ္ဇာရဲ့စကားကိုစဉ်းစားစေချင်ရင်ဟန်လွယ်အတွေ့တစ်ခုပေါ်လာတယ်ဒါကဆရာပြပညာပြိုင်မှာအသက်ခံရရင်ကိုစားထုတ်သုံးတဲ့အကောက်ွယ်မှတ်လား တကယ်တကယ်တေကရောက်တော့ဒါရီကဲနိုင်မှာမဟုတ်ဘူးတိတ်မှာပဲကောလိုမျိုးဘဲတတဝါဘဲပြစ်စီဘဲအတက်ကမှမတက်ဆွမ်းနိုင်ဘူးအလူရဲ့စကားကြောင့်အဝိဇ္ဇာခေါင်းကိုညှိပြကတိတ်မှန်တဲ့စကားပါပဲဆရာဟန်ဆရာဒီစကားမျိုးကြောက်ကြားချင်တာပါဘာပဲဖြစ်ဖြစ်အဲ့ဒီဓာတ်လုံးတွေကိုဆရာဟန်တိမ့်ထားပေးပါလို့အဲ့ရင်မဖြစ်မနေထုတ်သုံးပါဆရာဟန်ကျုပ်ဆရာဟန်နဲ့ပတ်သက်ပြီးတရားမဲ့နမိတ်တစ်ခုမြင်ခဲ့ရလို့ဒါတွေပေးနေတာပါ ကျုပ်ရဲ့နမိတ်လားခမညာဘလို့ကြီးတော့ကျုပ်သေးချာတော့မပြောတတ်ဘူးဆရာဟာတရားကြီးတစ်ခုပေါ်ကနေပြုတ်ကြပြီးသိမ့်မဲ့နမိတ်တစ်ခုကျုပ်မြင်နေရတယ်အောက်မှာအမျိုးသားနှစ်ဦးမြင်တယ်တယောက်ကဟောဟိုနောက်ကကောက်လေးပဲကျန်တဲ့တယောက်ကတော့ကျုပ်မသိဘူးမျက်နှာမမြင်ရအောင်အဲ့လိုအနေရဲ့ကျုံတဲ့အခါမှာဒီတက်လုံးတွေကိုထောက်သုံးလိုက်ပါဆရာဟာအဝိဇာဟန်လွင်ရဲ့အနောက်ဘက်မှာရက်နေတဲ့မောက်ထွေးကိုလက်ညှိုးထုတ်ပြရင်နမိတ်အကြောင်းပြောဆိုပြီးနောက် ဟန်လွင်စီဓလုံးတွေကိုကမ်းပြလိုက်လိမ့်တယ်။ဟန်လွင်လည်းခေါင်းကိုအသာညင်းပြလို့အဲ့ဒီဓလုံးတွေကိုတိမ်ထားလိုက်တယ်။ကျုပ်ဒီလိုလာမှာကိုလည်းခမကျုပ်သိနေရလား။ဟုတ်တယ်ဆရာဟာကျုပ်သိနေတာကြပြီ။ကျုပ်တိတိကျကျဒီနေရာတပည့်မကြီးကိုဆက်သွက်ပြီ။ဆရာဟန်ကိုမရရအောင်ခေါ်လာဖို့ခိုင်းထားတာ။အဝိဇ္ဇာအဲ့လိုပြောလာတဲ့အခါကျမှကိုဝေပြမဟန်လွင်ကိုလင်းတော်ချင်းနဲ့စိတ်ကိုသဘောပေါက်သွားတယ်။မရမကလင်းလောက်ခါကျရောက် ကိုဝေပြမရဲ့ဆရာကအမိတ်ပေးထားလို့မရရတဲ့နေနဲ့အပိုင်သိချင်နေခြင်းပဲဖြစ်ပါတယ်။ခမည်းရဲ့တပည့်ကအယောင်ကိုဆိုတယ်။တွေ့သည်မလူလိုက်ပြီးလီတော်နေတာ။ခမည်းသွားပြီးဆုံးမတဲ့နဲ့။ကြုံမျက်နှာမပြရဲတော့ဘူးဆရာဟာ။ဒီလိုမပေါမမြောက်လူမဟုတ်နတ်မဟုတ်ဝိဇ္ဇာမဟုတ်တဲ့လမိုင်းတစ်ပိုင်းလူရင်းကြီးကိုကျုပ်တပည့်တွေမျက်နှာရှုပ်ညူညင်ကြမှာတိတ်ကြောက်တယ်။ကျုပ်တပည့်တွေအရန်ဆိုးလာရင်ဆရာဟာပဲပြောဆိုဆုံးမပေးပါ။ ရပ်ဖို့ထုတ်ထောင်းမှအတိတရာရမယ့်ကောင်တွေကိုရိုက်နဲ့ဆုံးမပေးပါစီဟန်ကျုပ်တပည့်တွေကိုအပ်ပါတယ်ကျုပ်ပေးတဲ့ဓလုံးကိုသာပြပြီးရိုက်တာရိုက်ဒီကောင်တွေတယောက်မှခေါင်းမော်ပြီးဆရာဟန်ကိုအာခံမှုမတက်နိုင်စေရအောင်ကျုပ်ဒီဘွားတော့ဒီတပည့်တွေနဲ့တသက်ဝေးပြီပဲဒီနေ့တလားကျုပ်တပည့်တွေအများကြီးရှိတယ်ဆရာဟန်ခီးသွားလို့နားခွန်စရာလိုအပ်လိုက်ကျုပ်တပည့်တွေစီသွားလိုက်ပါအဝိဇ္ဇာဝမ်းနဲ့ဝမ်းတာလေးတန်းနဲ့ဟာလင်းကိုရှီလာစာပြုတ်ပြီးတဲ့နောက် အထက်ကောင်းငင်ရစီထက်မှမောကြည့်လိုက်လေတယ်။ဝိဇာလန်နဲ့ပတ်သက်ရင်တွေးသားဟိုတော်မှမထောက်ကြဘူးဆရာဟာ။ဒါဟုတ်သိရမှလား။အဝိဇာရဲ့အဆိုအရသူဟာတခုခုဝမ်းနဲ့ခြေခွဲဆရာကြုံတွေ့ခဲ့ရတဲ့ပုံပေါ်တယ်။ခမရဘာဖြစ်ခဲ့လို့တော့ကျုပ်ကိုပြောပါအောင်။ဆရာဟာသတိပြုစေချင်တယ်မို့ကျုပ်ပြောပြပေးပါမယ်။ကျုပ်ဒီလိုဒုက္ခရောက်တာ ကျုပ်အဘေးကြောင့်။ဗျာ။ကျုပ်ဒီပညာဒီလမ်းစဉ်မလိုက်ခင်က လရလှုပ်ဆိုင်တားနဲ့များနဲ့အေးချာချာနေခဲ့ပါတယ်။တညမှာတော့အိမ်မက်ထဲမှာအဝိပြုံနဲ့ဖိုးသူတော်ကဓလုံးလာပြီလို့ပယောကကိုအေးလို့ဆေးစရာလောက်ရကနေဒီလန်းစင်နဲ့ရောက်လာခဲ့တာ။တိတ်ပြက်တွေဖျားပြက်တွေနေရဲပြုံတွေတင်းညာတွေဇေယျပြုံတွေနေရအများကြီးမှာနှိမ့်နဲ့ချီအောင်အဓိဋ္ဌဝင်တော့ပိယတိတ်တိဒနာတိတ်တိကာယတိတ်တိပောက်ပါလျောဆရာဟာခမည်းဟာဟုတ်လားကြည်လားလွယ်တော့မလွယ်ဘူး နောက်ဆုံးတော်တဲ့တကူတဲ့အဋိဌာအားထုတ်ရမယ့်အချိန်မှာတားနဲ့မြားနဲ့နေလို့မရလို့တားကိုရောမရကိုရောအိမ်ရောယာရီကိုရော အကုန်ဆွတ်လုပ်ပြီးတော်တဲ့ကြက်စဲအားလာထုတ်တာတော်ခံပြီးသွားခဲ့ပါတယ်။ဟဲ့လူရအဝိဇ္ဇာရဲ့စကားကိုနားထောင်ပြီးအံ့ဩတဲ့အမှုရနဲ့ခမည်းပါတော်မြာကောင်းလိုက်တာအတက်လည်းမြန်မာလားအတက်မြန်ရင်အကြနာတယ်ဆရာဟန်ကျုပ်တော်ခံပြီးတော့အာဟာရတိတ်တိပြီးသွားတယ် အာယုသိတိပြီးဖို့တစ်စစ်မဲ့လို့တော့လို့တောက်ခတ်ပြီးမှတောက်ခတ်ကြစ်စေတက်ရတယ်တောက်ခတ်တောက်ခန်းဆောင်မှာသိတိပဝိဇာဖြစ်တာလေးဆရာဟာအဝိဇာအဲ့လိုပြောရင်မိမိဝတ်ထားတဲ့အဝိစုတ်တွေကိုလက်နဲ့ကန်လို့ပုတ်တက်ကကျုပ်အများကြီးအားထုတ်လိုက်တော့ဖိုးသူရောပြက်ပေါ်လာပြီနောက်ဆုံးအနေနဲ့ရှေချိုးတောင်ကိုသွားရမယ်ဂူတခုကိုဖွင့်ပြီးကြည့်ရမယ်ဆိုလို့ဒီကိုရောက်လာခဲ့တာပဲဒီတောင်ကအဆောင်ကြီးတဲ့ဆရာဟာတောင်ပိုင်းကနက်လည်းမဟုတ်ဘလူးလည်းမဟုတ် ဝိဇ္ဇာတပါပဲတကိုးကြည့်တယ်ဒီတောင်မှာတခုခုစောက်မို့တောင်ဝင်ချခံရတဲ့ပုံပဲအဝိဇ္ဇာရဲ့စကားကြောင့်ဟန်လွင်စိတ်ဝင်စားသွားပြီးတော့ဘာပြည့်စည်လဲသိသလားဗျဘယ်ရောက်မို့ဝိဇ္ဇာကိုယ်တိုင်စောင့်ကြည့်ရတာပါလေဗျကြောက်လဲမသိဘူးဆရာဟာဒီဝိဇ္ဇာမှာလဝဲလက်ယုံတော့လက်ရလက်ယုံတော့ဒီဝရက္ခတထောင်စီနဲ့ဂုံမတထောင်စီရှိတယ်တအားကိုရက်ဆက်ကျဲကျုပ်တာကျုပ်ဒီကိုလာပြီးခြေစီခြင်းတော့ ခုဖွင့်တဲ့အခါမှာဒီနဲ့တွေဘလူးတွေလာနောက်ဆက်တာကျုပ်ကိုကာဝယ်နေတဲ့ပုံကိုရှိလို့အသက်မသေခဲ့တာပေါ့ဒါပေမဲ့စကားကိုဆက်မပြောဘဲရက်လိုက်တဲ့အတွက်အဝိဇ္ဇာမပြောချင်တဲ့ကိစ္စဖြစ်မယ်လို့ဟန်လွင်ရိပ်မိတယ်ဆရာဟန်ဒီဘလူးတွေကကျုပ်ကိုတားလို့မရတော့ကျုပ်သားတွေနဲ့မြားကိုတက်စားသွားတယ်အကုန်သေးတာပဲအခုကျုပ်သားမယားတွေကဒီတောင်မှာပဲအခိုင်းစားခံဖို့ရောက်နေတယ်ဗျပါပေါ်လိမ့်ကြလာတဲ့မြေယူပူတွေကိုလက်ချမ်းကြီးတွေနဲ့တုတ်ရင် အဝိဇ္ဇာခေါင်းကိုအောက်စီငုံလိုက်တယ်။အဝိဇ္ဇာရဲ့အတန်ကတဖြည်းဖြည်းအကွဲလို့လူအုပ်အတန်ပုတ်လာကြောင်းဟန်လွင်တရိပ်ထားမိတယ်။တခဏအတွင်းနုပြိုတဲ့အတန်ကအသက်အုံမင်းသွားတဲ့လူအုပ်လိုပြန်လဲပြောင်းလဲသွားတဲ့အတွက်အဝိဇ္ဇာကြီးပေါင်းမြောက်ထားတဲ့တိတ်တိတ်တက်တွေအလုံးရုတ်ရော့ပြက်စီးလို့မဲ့ပုံပေါ်တယ်။ကျုပ်ဒီကြောင်တနေရဂူတွေရောက်လာပြီ။တောင်ငယ်ကြီးစီအောင်တော့မှကျုပ်နဲ့ပထန်းဆက်တော်တဲ့ကျုပ်ရဲ့အဖေကဒီမှာတန်ကြနေတဲ့ဝိဇ္ဇာကြီးဆိုတာသိလိုက်ရတယ်။ ူကလမ်းမိုင်းဝေးစာကြီးဖြစ်နေတာသူအဆင့်တက်ပြီးဒီနေရာကလွတ်ဖို့ကျုပ်ကိုအတုံးချသွားတာပါဆရာဟဲ့ရဲ့ကျုပ်ကထွက်သွားမယ်ဆိုတော့ကျုပ်ကိုပိတ်လောက်ပြီးကျုပ်စီကဓမ္မန်သမီးသူတိန်သွားတော့တာပဲဒါကြောင့်ကျုပ်တပည့်တွေစီမနှောနဲ့ဆက်သွက်ပြီးဟိုးတနေမှာနာမည်ကြီးတဲ့ဆရာကြီးဥပွားကိုလှမ်းပေးဖို့လုပ်တာဆရာကြီးကဝေးစာနယ်ကိုထွက်သွားပြီတဲ့ကျင်းတဲ့ဆရာကြီးရဲ့ညီအကိုတွေလည်းမရှိတော့ဆရာကြီးရဲ့တပည့်ဖြစ်တဲ့ဆရာဟန်းကို မရရခေါ်ခဲ့ဖို့အမိပေးလိုက်ရတာပါ။အော်ဒါကြောင့်ကိုအခုမှကြုံစိတ်ယူလဲပြီးသဘောပေါက်တော့တယ်။ဆရာဟန်ဒီယိုလိုက်ကျုပ်က အကြောင်းရှိလို့ခေါ်ရဲဆိုတာသိရအောင်ပြည့်ရင်နဲ့တောက်မှအစင်ချပြီးအမှတ်သားလှုပ်ထားလိုက်တယ်။ဆရာဟန်မြင်နေမှတ်လား။ကျုပ်တွေ့ခဲ့ပါလေ။အရန်အရေးကြီးတဲ့တက်လို့အစင်နဲ့ထားပြီးတော့လူမယာလှုပ်ကြရ။ကျုပ်ကိုအကြောင်းရှိလို့တွေ့ကြနေလို့ခံမမိပါဘူး။ ဒါပေမဲ့ကျုပ်တောက်မတက်တော့တိုက်ခိုက်ခံလိုက်ရတယ်ဗျဆရာဟာအဲ့ဒါကျုပ်အဘေးဆရာကြီးပဲဆရာဟာကျုပ်ကိုလာကူညီမဆိုလို့ကြားဖြတ်ဟတ်တားလိုက်တာဒါပေမဲ့သူအခုအချုပ်ပြန်ကြောက်သွားပြီကျုပ်ကတော့ထုံနဲ့ပိတ်မိနေတာဆရာဟာဘယ်ရောက်နေလဲဆိုတော့ကိုလှမ်းပြီးစွန့်စမ်းလို့လည်းမရထောက်လန်းလို့လည်းမရတော့ဘူးရဲ့တော်ကြတဲ့အထိဆရာဟာကိုအရန်အားကြီးတဲ့အရာတစ်ခုကကောက်ွယ်ပြီးပိတ်ထားတာဒါကြောင့်လည်းမကြခဲ့အချိန်လုံးပြီးတိမ်မဲ့တူတူ လူမဟုတ်နတ်မဟုတ်ဝိဇာမဟုတ်တဲ့လမိုက်ဝပဲရောက်ရောက်လုံးမယ်ဆိုပြီးထုံကိုပြောင်းပြန်လှည့်ပြီးဆွဲတားလိုက်တာတောင်မှတုံသွားတယ်ကျုပ်စခန်းလည်းပြတ်သွားတယ်ဆက်လို့များတော့ဦးဆရာကျုပ်သဘောပေါက်ပြီဗျဒါဆိုခမရအခုဘယ်ကိုသွားမှာတော့မင်းတကားမင်းကြီးစီကိုအခစားဝင်ရမှာကျုပ်တို့ပညာလမ်းတစ်လျှောက်သူ့အကူညီပေးခဲ့တာအောင်မြင်သူ့ကိုအမြဲနဲ့အကူညီတောင်းလို့ရမယ်ရှုံးရင်တော့ကိုကကျုပ်ပြက်ခံရမယ် ကျုံနာကထုံသာအောင်သွားရင်တတိငါးပါးပြီးတဲ့အဝိဇ္ဇာဖြစ်တော့မှာပထမဆက်ဖြတ်လို့ဘဝပြတ်သွားရတယ်။ဆရာဟန်လည်းတတိပြုပါကျုံလိုမမိုက်ပါနဲ့နောင်နာရလိုက်ပဲဗျ။အဝိဇ္ဇာစကားအစုံအရှိတ်တနည်းအားကိုငင်းမြော်လိုက်ပြီးတော့ခက်ရီးရီးပြုတ်လိုက်တယ်။ကျုံအချိတ်တမ်းမြင်ဆရာဟန်ကျုပ်သွားရတော့ပဲ။ရေဆက်မကုန်ရင်ပြန်ဆောင်ကြမယ်ဗျ။အဝိဇ္ဇာရဲ့မျော်လေးကြမဲ့တဲ့စကားအစုံ။ သူ့ရဲ့အပေါ်ရဲ့ချုံထက်ကိုချွတ်လို့ခေါင်းကိုအုပ်လိုက်တော့အလွန်ကြီးမားတဲ့ငွေတကားတစ်ခေါက်အဖြစ်ပြောင်းလဲပြီးအရှိတ်ကိုပြန်တန်းပြောက်ခဲ့သွားခဲ့တယ်။ဟန်လွန်ကတော့ရွှေကျိုးတောင်မှာရှိတဲ့ဇရက်ပြုတ်အနီးမှာမတည့်ရဲ့အနေထားနဲ့ငူငူကြီးကြိတ်ရိုက်ခဲ့လို့တော့တယ်။ပရိသတ်များရှေ့ဆက်ကပါလာဇလန်းအပိုင်83ကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးအထူးပဲတင်ရှိသလို။စာရေးဆရာဆောဟန်ထူအောင်လူသွေးချွတ်ကိုလည်း ကျေးဇူးထူးပဲတည်ရှိပါရရှင့်ဒီဇလိုက်လေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစဉ်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်